ချင်းပြည်နယ်တိရီမြို့ကနေတိုင်ငယ်ဖက်စစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်ကိုချင်းတော်လိုက်တဲ့ကကြားဖြတ်တခါရမှာစစ်တပ်ကအနည်းဆုံး40ခန့်သိဆုပ်ပြီးသုံးပန်းအချုပ်ဖမ်းပြီးလက်နက်များစွာသိမ်းမိတယ်လို့ချင်းချင်းနောက်ဖွဲ့ CB ကသတင်းထုတ်ပြန်ပါတယ်။အော်ဘန်29ကစပြီးအင်အား400ခန့်ပါတဲ့စစ်ကြောင်းတခုတိရီကနေတိုင်ငယ်ဖက်ထုတ်လာတဲ့နေ့စဉ်တိုက်ပွဲဖြစ်နေတယ်။နိုဝင်ဘာ6ရက်တိုက်ပွဲမှာတော့စစ်ကောင်စီတပ်ကလူသားတန်းပြဖမ်းဆီးထားတဲ့ရွာသား14ဦးကိုကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ တိုက်ပွဲဖြစ်စဉ်တွေကတော့အော်တိုဘာ30ကတိတိကလေးလမ်းပေါ်ရှိဒေလိုလက်ခွဲနီမှာတကြေးနိုဝင်ဘာ10ကနေ6ရက်နေ့ကြာတိုက်ပွဲတွေဆက်တိုက်ပြင်းထန်ပြီးစွာပီလက်ခွဲတိုက်ပွဲဟာနောက်ထပ်ပြင်းထန်တဲ့နေရာတစ်ခုလို့သိရပါတယ်တိုက်ပွဲတွေတွင်စစ်သား40ကျော်သေဆုံးသုံးပန်းချုပ်ဖမ်းမိငကြင်းမီဆလတ်ပါဝင်လက်နက်မျိုးစုံ20နီးပါးနဲ့တမတ်ခေါခေါကသေဆုံးသွားတဲ့စစ်သားတွေရဲ့ယူနီဖောင်းတွေကိုတပ်ပုံမှန်တမ်းထဲတွေ့ရပါတယ် စကန်တိုင်းဘူးတလင်မြို့နယ်ဇီရောရွာကနေထွက်လာတဲ့စစ်ကောင်စီတပ်ကိုတွန်လိုင်းတပ်ကဂျက်ဖြတ်တက်ခရမှာစစ်သား6ဦးသေပြီးတရားသူလည်းများတယ်လို့မိုးရွာခရင်ပါကာဖတ်ကသတင်းထုတ်ပြန်ပါတယ်နိုဝင်ဘာ10ရက်မနေ့ပိုင်းမှာမိုင်းဆွဲတက်ခရဖြစ်ပြီးမိုင်းခွေးကနေလော့ထွက်လာချိန်မှာလင်းလင်းကြီးလက်ရက်ငယ်တွေနဲ့ပြစ်ခတ်ခဲ့တဲ့တိုက်ပွဲချီမီနီလေးဆက်ကကြားတယ်စစ်ကောင်စီတပ်ဇီကိုရွာဖက်ပြန်ဆိုးသွားတယ်လို့ဆိုပါတယ် နိုဝင်ဘာ9ရက်မှာအင်အား60ပါစစ်ကြောင်းတစ်ခုဇီဂိုကနေပိုဂိုလက်ခွဲဖက်ထွက်လာစဉ်ဒုတိယကြိမ်တိုက်ပွဲဖြစ်တယ်။အဲ့ဒီတိုက်ပွဲမှာစစ်သား6ဦးသေပြီးဒဏ်ရာရသူလည်းများတယ်လို့သိရပါတယ်။ဒီတက်ခတ်မှုတွေကိုမိုးရခိုင်ပကဖအထူးတက်ခဲတက်ချင်းရင်းဘရဒါကဥဆောင်ပြီးမိုးရခိုင်အမှတ်၄တက်ရင်ဘူးဒလင်ကောက်ကွယ်တက်ဗန်ဒူလာကောက်ကွယ်တက်ဖက်ဒရယ်ဒီမိုကရက်တစ်ဖော့စ်ပါမာအမီ စနိုက်ပါရေဂျာဖို့စ်နဲ့ဒေတာတွင်းရှိတွန်လိုင်းတပ်တွေပူးပေါင်းဆောင်ရွက်လာလို့ဖော်ပြထားပါတယ်။မကွေတိုင်းတရက်ခရင်တရက်ကမ္မလမ်းပိုင်းရင်းနှသာကြေးရွာရှိစစ်ကောင်စီအထံချစကန်ကို တွန်လိုင်းတပ်တွေကဝန်တက်ရမှာစစ်သား6ဦးသေပြီးဒဏ်ရာသူများတယ်လို့တရက်ခရင်အမှတ်လေးတိုင်းရင်းကတင်ထုတ်ပြန်ပါတယ်။နိုဝင်ဘာ6ရက်မနက်6နာရီမှာအင်အားသုံးဆက်ကအထိုင်ချလာတဲ့အဲ့ဒီစကန်ကိုဝင်တက်တာဖြစ်ပြီးတိုက်ပွဲချီ2နာရီခွဲကြာတယ် ဘန်ကာ6ခုတက်ကလက်ခုကိုသိနိုင်ခဲ့တယ်လို့ဆိုပါတယ်။တော်လိုင်းဘက်ကလည်းရက်ပွန်တွေကိုကြာဆိုးခဲ့ရပါတယ်။တချို့နေရာမှာပဲကောက်ခွေကြီးပစ္စည်းစက်ယိုကပ္ပဆာစနစ်ကိုလည်း short trade တို့ငွားလုံးနဲ့ပြကပ်ပြီးစက်ယိုဝင်တွေကြာရောက်ပောက်ကွဲတယ်။ထိခိုက်ပျက်စီးမှုအသေးစိတ်ကိုစူးစမ်းနေဆဲလို့ဖော်ပြထားပါတယ်။ပြင်းပြင်းနဲ့ကိုခရီးမျိုးမြောက်ပိုင်းထီဖို့ဆန် မိစားလဲကြေးရော်တွေပဲစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်ကို KNLA ကရင်မသားလိုမျိုးတမတော်ဦးဆောင်တဲ့မဟာမိတ်တပ်တွေကဂျက်ဖြတ်တက်ခဲမှာစစ်တပ်ကတိစုံမှုများပြီးလက်နက်တွေသိမ်းမိတယ်လို့ Current Information Center ကဖော်ပြပါတယ်။သိမ်းမိလက်နက်တွေမှာငချင်းမီဆက်လက်ပေါင်းဝင် အမေစီရီလက်နက်ငယ်၅လက်နဲ့ခရယာတွေပါတာကိုတပ်ပုံမှတ်တမ်းတွေတွေ့ရပါတယ်။ထီပိုးဆန်နဲ့ဖိမလဲဂျာကကျမောက်ချံမှာတနေ့ကိုတိုက်ပွဲဖြစ်တယ်။ အလောင်းတစ်ဆက်ခကြံကပြေလက်နဲ့ငားလဲသိမိတယ်လို့ရှီတန်တောင်ဝရှိသူတူကပြောပါတယ်တချို့တွေမှာပဲစစ်ကောင်စီတန်းတဲ့ BGF နဲ့ချားဆောက်တချို့ဟာကိုခရီးမြဝတီဒေါ်နာတောင်လန်ဟောင်းဖက်စစ်ကြောထိုးနေတဲ့အတွက်အဲ့ဒီဖက်မှာလဲတိုက်ပွဲတွေပြစ်ထန်နေတယ်လို့ဖော်ပြထားပါတယ်ကျခင်ပြည်နယ်မင်းမြမြို့နယ်ကိုစစ်လေရင်ကပုံကျတဲ့အတွက်ရွာသားတအူးသေးဆို တဆက်ခတ်တန်ရတယ်လို့နေရီဇရာကဖော်ပြပါဗျ။နိုဝင်ဘာ9ရက်ည8:00နာရီခွဲခန့်မှာ Jet Fighter ကကျဲသွားတာလို့သိရပါဗျ။တခါနိုဝင်ဘာ9ရက်မနေ့7:00နာရီခန့်ကလည်းပူနာဂျွန်မြို့နယ်ရုတ်တရုတ်ကြေးရွာကိုစစ်လင်ကဘိုးကျဲတဲ့အတွက်ကလေးနှစ်ဦးပါဝင်9ဦးသေဆုံး9ဦးဒဏ်ရာခဲ့ပြီးဖြစ်တယ်လို့ဖော်ပြထားတာတွေ့ရပါဗျ။